ဝိကြာနဲ့အစီကြတာဘာကွာလဲလို့မိသားလို့ကျွန်တော်ပြန်ပြပေးခြင်းပါတယ်ဝိကြာခြင်းနဲ့အစီကြခြင်းကမတူပါဘူးညဝိကြာတယ်ဆိုတာကပေါင်ကျင်ဆက်ပေါ်ကကိန်းကနန်အတန်းကြအပြောင်းလဲတွေကိုကြည့်ပြီးတော့ဆုံးဖြတ်တာပြောဆိုတာဖြစ်ပါတယ်အစီကြတာကကြတော့ပေါင်ကျင်အတက်ကြတဲ့မိမိခန္ဓာကိုယ်ကကြစ်ကြစ်နဲ့နဲ့ပြောင်းလဲသွားတာကိုဆိုလိုတာဖြစ်ပါတယ်ဝိကြာဖို့ကတော့ regular ပါတယ်အစီကြဖို့အတွက်ကတော့ knee sneak တွေအားထုတ်မှုတွေမှာစနစ်တကျလေးလေ့ကျင့်ဖို့လိုအပ်ပါတယ်ဗျာ ဝိတ်ကြဖို့အတွက်ဆိုရင်ကျွန်တော်တို့အစားအသောက်တွေကိုရှော့ချလိုက်ရုံနဲ့လည်းဝိတ်ကြလာနိုင်ပါတယ်။အဆီကြဖို့အတွက်တော့ကျွန်တော်တို့ကမလိုအပ်တဲ့အစားအစာတွေကိုမစားဘဲနဲ့လိုအပ်တဲ့အစားအစာတွေကိုကယ်လိုရီဘောင်ဘွဲကနေစားတောက်ပေးရမှာဖြစ်ပါတယ်ဗျ။လေ့ကျင့်ခန်းပိုင်းမှာဝိတ်ကြဖို့အတွက်ဆိုရင်ကာဒီယိုလေ့ကျင့်ခန်းတွေလေ့ကျင့်ရုံနဲ့လည်းလုံလောက်ပေးမယ်။အစီအကြောင်းတွေဆိုရင်တော့ကြွက်သားလေ့ကျင့်ခန်းတွေနဲ့ကာဒီယိုလေ့ကျင့်ခန်းတွေကိုတွဲဖက်ပြုလုပ်လေ့ကျင့်ရမှာဖြစ်ပါတယ်ဗျ။ဒါလို့ဆိုရင်တော့ဝိတ်ကြတဲ့အစီအကြောင်းရဲ့ကွာခြားချက်တွေကိုကိုယ်ကိုယ်ပဲပြသိမြင်နိုင်ပြီလို့ကျွန်တော်ပြောလင့်ပါတယ်ဗျ။ ဒီဗီဒီယိုလေးကမေးထားတဲ့မိတ်ဆွေတို့ကိုအဆင်ပြေမယ်လို့ကျွန်တော်ပြောနေပါတယ်။ဗီဒီယိုလေးကိုစုံလင်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။